ဘာမရွေဘူးလို့ပြောထားတဲ့စကားပေါ်မှာအကြအကောက်အကြကောက်ပြီးတော့နည်းနည်းတန်တန်မာမာကြီးဥတော်ညူတဲ့နှစ်ဆလောက်ကြီးတယ်လူတယောက်ကနေပြီးတော့ပတ်စံထက်ထိုးခြင်းလားနောက်ကြောင့်မှသိတယ်ထက်ထိုးခြင်းလေဆိုတော့9000ကြီးဒါပေမဲ့ဥတော်ညူမထိုးဘူးသူငင်းတယ်ကွာပြဿနာနည်းနည်းတက်မှာကြောက်တယ်ဒီခုစီစဉ်ကိုတစ်ဖက်တစ်လက်မှကူညီပံ့ပိုးပေးရတာကတော့ရွှေကျိုးမြေတွင်တင်းပန်းဖြည့်ရေကူးကန်နဲ့စားပွဲဆောင်မှဖြစ်ပါတယ်ရွှေကျိုးမြေမှာဆိုရင် မိသားစုလိုက်ဖြစ်ဖြစ်မိဆွေပေါင်းသင်းများနဲ့ဖြစ်ဖြစ်အပန်းဖြစ်ရေကူးရင်အားယူဖို့အတွက်ဘင်္ဂလိုများကိုလည်းမိဆွေတို့တက်တောင်းတက်တာဖြစ်စေဖို့အတွက်စီစဉ်ပေးထားပါတယ်။ရွှေကျိုးမြေရေကူးကန်ရဲ့ရေတန့်စင်ကြီးစနစ်ဟာဟိုတယ်နဲ့နိုင်ငံတကာစံချိန်စံညွန်အတိုင်းအချိန်ပြည့်ရေမော်တာကြီးများကိုအသုံးပြုပြီး24နာရီပတ်လုံးမောင်းနှင်တန့်စင်ပေးထားတဲ့စနစ်ကိုအသုံးပြုကြတာဖြစ်လို့တန့်စင်မှုအတွက်ယာနှုန်းပြအာမခံပေးနိုင်ပါတယ်။ လူတယောက်ချင်းစီမှာပါဝင်နိုင်တဲ့ထွေးနဲ့မမြင်နိုင်တဲ့အညစ်အကြေးများကိုချက်ချင်းခြေပြက်စီဖို့အတွက်ကလိုရီများကိုပုံမှန်ထည့်သွင်းပေးတာပြီး pH 7ရည်သွေးပြည့်မီအောင်အမြဲတမ်းထိန်းသိမ်းပေးတာပါတယ်။ဖြည့်ကျုံးမြေမှာလူကြီးများပြားနဲ့ပါတီပွဲလုပ်ချင်တာဖြစ်ဖြစ်ကုမ္ပဏီမိတ်ဆုံစားပွဲအခမ်းအနားဖြစ်ဖြစ်နေရာကျဉ်ဝန်းစွာနဲ့လွတ်လပ်စွာတည်တံ့အခမ်းစားတောက်ရည်ကူးဖို့အတွက်ဝန်ဆောင်မှုများလည်းရှိနေမှာဖြစ်ပါတယ်။ဖြည့်ကျုံးမြေမှာဆိုရင် အပတ်စဉ်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေမှာ Music Band ရဲ့တည်တခြင်းဖျော်ဖြေမှု DJ အစီအစဉ်တွေကိုလည်းနေ့စဉ်နေ့လယ်12နိုင်ရနေ့ညနေ9နိုင်အထိထည့်သွင်းပေးကြပါတယ်။ချင်းနာထောင်မယ်ရေကူးမယ်ဘန်ဂလိုနဲ့ AC နားယူမယ်ဆိုရင်တော့ရွှေကျွန်းမြေမှာမြေထွေးစွာဖိတ်ခေါ်လိုက်ပါလေ။ရွှေကျွန်းမြေလိပ်စာကတော့ရန်ကုန်တွန်တေးကားလမ်းမှာရေကျော်ရွာထိပ်ပန်းလိုက်တရာစင်၊လှိုင်းသာယာ BOC လမ်းစုံ၊လှိုင်းသာယာ Pro 1မှာကားဖြင့်3မိနစ်ခန့်သာဝေးကွာတာဖြစ်ပါတယ်။နေ့စဉ်နဲ့မနက်9နာရီမှည7နာရီအထိဖွင့်လှစ်ထားရှိပါတယ်ခင်ဗျာ။ စော်ကဟောင်းပြည်သက်များမင်္ဂလာပါမြမရိုးရလဝိရဲ့ရွှေအိုရောင်အမှတ်တရများအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေဒီဒီဘက်အစီအစဉ်မှာတော့မြမရိုးရလဝိရဲ့ပညာဘုံနဲ့ပတ်သက်တဲ့ထူးခြားတဲ့ဖြစ်စဉ်လေးတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဦးဝရေးမင်္ဂလာပါမင်္ဂလာပါကျွန်တော်ဒီမြမရိုးရလဝိနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်ကွယ်ရဖြစ်ပျက်တွေကိုဒီရွှေအိုရောင်အမှတ်တရများဆိုတဲ့အစီအစဉ်နဲ့တင်ဆက်လာတာဆိုလည်းကျွန်တော်တို့တော်တော်လေးတော့ညာနေပြီဒီဟုတ်ဒီပြည်သက်တွေနေလဲလဲကျင်းအားရမှုလေးတွေ ရှိတယ်လို့လည်းပြန်ကြားရတယ်ပေါ့နော်အခုဒီတပတ်မှာဥရောပကြီးနေနဲ့ဒီအစီအစဉ်အတွက်ဘလို့အကြောင်းအရာလေးကိုရွေးချယ်ထားလို့ဥရောပကြီးဒီပတ်တော့ကဥရောပကြီးဒီဖြတ်တန်းတဲ့ဘွားမှာအမှတ်တရဖြစ်တဲ့ကိစ္စလေးတွေပေါ့နော်ဒါကတော့ဟိုလဝိတပားတယောက်ရဲ့အကြောင်းမဟုတ်ဘူးပေါ့လဝိဘွဲတပွဲမှာဥရောပကြီးကြုံဆုံခဲ့ရတဲ့ဟာပေါ့အဲ့ဒါလေးကအေးပြန်လည်ပြီးတော့မျှဝေကျင်တာပါဟုတ်ကဲ့ပြောပါခင်ဗျဥရောပကြီးတို့မျိုးပါကွာလဝိဘွဲတပွဲဖြစ်တယ် ဘိုးကြီးလိုမျိုးဆိုတာခရမ်းမျိုးပဲဟုတ်ကဲ့ခရမ်းမလောဝဲတဝဲဖြစ်တော့ဟိုဥဆောင်လာတာဆရာဦးတောင်းညီရယ်ဆရာဦးတောင်းညိုရယ်လဝိသမတော်တော်များများအဲ့ဒီမှာကွာတိုင်းဆရာတယောက်ပါတယ်သူကဟိုစိုင်းဆရာမင်းသွေးသူကဟိုအရင်တော့ဟိုဆွေလိုက်ဦးတို့နဲ့ခစ်ပြိုင်သူကတိုင်းနောက်ခံအကြောင်းတရားရေးတာကွာသူလည်းနာမည်ကြီးပဲပတ်ဆဲလာပဲဟိုဆရာမင်းသွေးဆိုစိုင်းဆရာပဲသူရုပ်လည်းရုပ်ဖြောင်းကွာ သူကကီလာတာတိုင်းနီးပြကျုပ်ဆိုပြီးတော့သူအင်းကြီးဝှက်ထားတာပေါ့နော်သူနဲ့တော့တိတ်ချင်းချင်းမင်းမင်းမရှိဘူးသူကဘာလို့လဲပြဲဆိုဥောရွက်ွက်ထဲမှာလူဝိသမတယောက်ရှိတယ်။ចောင်းဆရာပဲ။သူကရဲတိဟဆိုတာ။သူကအဲ့ဒီ98 99လောက်မှာတို့ရန်ကုန်ကြက်ဆန်ခွင်ပြည်တော်စုနေမှာသူကလူဝိသွားထိုးတာ။လူဝိသွားထိုးတဲ့အခါကျတော့သူကဒီရိုးကလူဝိထိုးအဆက်အသွယ်လည်းမရှိဘူး။ ဘာလည်းမရှိဒီတိုင်းပဲသွားတာပေါ့ဆရာဂျပန်ကြီးတို့ဘာလို့ဥဆောင်လှုပ်တဲ့ချင်းဆင်းသွားပြေးတာပေါ့ तू ကဘာကြောင့်ပြောနေလဲနောက် तू ကိုအထူးအောင်လံတွေးပြေးလိုက်တယ်ဟုတ်ကဲ့အဲ့ဒီမှာ तू ကကစားရင်းနဲ့ तू ကအထူးအောင်လံရလာရလာပြီးတော့ဟောဟိုဘယ်လိုခေါ်လဲဆိုရိုးရလက်ဝဲရ तू ကိုအတိမတ်ပြုတ်လိုက်တာပေါ့နော်လက်ဝဲသမားတယောက်အနေနဲ့ပေါ့ तू ကရဲတိဟဆိုအမှန်မှန် तू ကြောင်းဆရာနာမည်ကုဆိုးသိန်း तू ကရဲတိဟဆို तू ကလည်းရှိတယ်နောက်ဒိုးမျိုးကလည်းတယောက်ကလည်းဟိုလက်ဝဲ တမတယောက်ရှိသေးတယ်ဝင်းဝင်းလေးစွာခရံဝင်းဝင်းလေးစွာသူကတော့ရန်ကုန်ဘက်နေတယ်ခရံမျိုးကိုစားပြုနာမည်နဲ့ပဲထိုးတာအဲ့တော့သူတို့ပြန်ဆောင်ကြပြီကြောပွဲလေးဒီပွဲလှုပ်တာပေါ့လှုပ်တဲ့အခါကျတော့ဒီတိုင်းဆရာပါလာတဲ့ခါကျတော့ဒုမျိုးကတိုင်းဆရာတွေကလူငယ်ပေါ့စင်းပေါ့အင်းပေါ့ပေါ့ကိုတယောက်မိုးစွာသူကခက်သေးသေးပဲကွာဒါမဲ့သူကသူတို့ကခုံတိုင်းနေပေါ့နော်ခုံတိုင်းနေပေါ့ဒီပြိုင်ပွဲဖြစ်မြောက်အောင်ဆောင်ရွက်ကြတာပေါ့အဲ့ဒီမှာဟိုအမှတ်တရလေး ဖြစ်စေအကြောင်းအရာလေးပေါ့နော်။သူကပြိုင်ပွဲ3ရက်ကွာ။အလံလည်းပါတယ်။သူကအိုးအရင်တော့ပွဲတိုင်းပွဲတိုင်းမှာ online လေးတွေထည့်တယ်ကွာ။ online မြန်မာယူကလဝရဲ့အထိတ်မှတ်ပေါ့နော်။ online လေးတွေထည့်အဲ့ online မှာကစားတဲ့ကစားသမားလေးဥပ္ပယအခုချိန်ကြီးမှတ်မိတယ်ကွာ။ကောင်းတော့ကောင်းတယ်။ဟိုမောင်ချိုးပါတယ်။ဒေါ်ဘုံမောင်ချိုး။နောက်မိုက်မိုက်လေး။ဟော။နောက်ဇေယျ။နောက်ဒီဒိုဘူတထောင်ကဟိုဆော့အဲလေး။ အင်းတော့ KLA A လေးဆိုညီကိုနှစ်ယောက်ရှိတယ်။ဟုတ်ကဲ့မယ်။ဒါပေမဲ့အေးအဲ့ဆော့ A လေးပါတယ်။နောက်ကြံတာလဲနေခံနေပေါ့။ပွဲအဲ့အရှိောက်အောင်လံပါ။ရှိောက်အောင်လံပါတယ်။နောက်စိန်ခေါ်ပွဲတွေကစိန်ခေါ်ပွဲတွေကခုနဝင်းဝင်းလေးနဲ့တို့ကိုတန်းမြင့်ကိုဇေယျဆေးအဲသူကတတွဲနောက်ကိုဟိုဘာလဲခုနကြောင်းဆရာရေတီဟာနဲ့ဒီရန်ကုန်ကပညာဆိုတဲ့ကစားသမားနဲ့တတွဲအဲ့လိုတွဲပြီးတော့ဆရာဦးတောင်းညွန်နဲ့ဆရာဦးတောင်းညီရာ သူကအွန်လိုင်းတက်မှတ်ထားတာစံထားသူပေါ့ပထမအွန်လိုင်းအောင်တော့ဆရာဦးတော်ကြီးကထိုးမယ်ဆရာဦးတော်ကြီးအဲ့ရငငငယ်ပဲဟုတ်ငငယ်ပဲ80ကျော်ပဲရှိသေးတာအဲငငယ်ပဲ80နဲ့အဲ့လောက်က8 9တော့ဖြစ်မယ်ဟုတ်ကဲ့ခင်ဗျဦးအောင်ကြီးတိတ်နည်းနည်းတော့ခုနေမှားနေအဲ့လောက်ပါပဲဆရာဦးတော်ကြီးရဲ့ special အနီနဲ့ဂျင်းပေါင်းမိအရှင်နဲ့သူကစံထားသူပေါ့နော်ပထမအွန်လိုင်းပေါ့3000အလား3000အလားမှာ तू တက်လာတဲ့ခါကျတော့တိတ်မရှိဘူးကပထမတစ်ယောက်ပဲတက်လာတယ် ဖေဖြူကတောင်းတဖြောင်းဖြောင်းပဲတယောက်ပဲစင်းပြီးတယ်ပြီးတော့အဲ့နှစ်ယောက်အလံဖြစ်သွားတာပေါ့နော်ဥတော်ညူအလဲကဥတော်ညူ2000အဲ့ဒီမှာရှုပ်ထွေးတော့ဆရာဥတော်ညူတက်တဲ့ခါပထမတက်တဲ့အချိန်မှာသူကလည်းယုံထဲမှာဝင်နေတော့ကွာဖျားပွဲဆိုတော့အဲ့မှာဥတော်ညူဟိုကလက်ခမောင်းခတ်ပြီးတော့လက်ဝိရင်ပြတာပေါ့ပြတဲ့အချိန်မှာအောက်ကဥတော်စိန်လာမသိဘူးကွာသူကအော်တော့ကွာတခင်မှတယောက်ဘယ်သူမှ ဒူးမထောက်အာတန်ဒူးမတန်ခမောက်ဂျိုတော့ဘာညာလို့ဆက်တန်ပေါက်နေလေဆိုသူကလည်းအပေါ်မှာလဲဝင်ပြနေကွာပြနေအဲ့မှာတက်တိုက်ဆန်နေကွာအဲ့ဒါကိုမကျင်နဲ့ကြအာသူအစိမ်ခေါ်တဲ့ပုံစံအမှန်တော့သူကတော့ဟိုသူ့အလံအတွက်ဟုတ်အဲဘက်ပေါ်ဟိုဘလူးခုံလဲဆိုတော့ရိုးရလဝေပုံမှန်ဖြစ်နေတဲ့ရက်ဒေတာတွေကြာပြဿနာမရှိဘူးမရှိဒီရပ်ဖန်ရန်ခါမှဖြစ်တဲ့နေရာမှာကြာတော့တချို့ဟိုနည်းနည်းပညာဆိုင်ကျင်တဲ့လူတို့ဘာလို့အဲ့အဲ့လိုမျိုးပေါ့ ရှုပ်ထွေးတယ်ကွာဆိုတော့ဥဟောကြီးနဲ့ဒီဥဟောကြီးတော့လက်ဝဲဝဲကြည့်နေခုံနိုင်နဲ့နည်းနည်းလေးလှမ်းတယ်ပြဿနာနည်းနည်းဖြစ်နေဥတော်ကြီးကအောက်ဆင်းသွားတယ်ဆင်းသွားပြီးအဲ့မှာရှုပ်ထွေးနေဘာပြောနေလဲကိုယ်ကတိတ်မကြားချင်းဥဟောကြီးကနည်းနည်းဆက်စုတယ်ကွာဒီကဒီမှာလက်ဝဲဝဲကလည်းကြည့်နေအဲ့နောက်လည်းတစ်ချက်နည်းနည်းသွားကြည့်တော့အဲ့ချိန်တော့ကြတော့ဥဟောကြီးအနေနဲ့ကဘလို့တာဝန်ယူတာဘာမှမဟုတ်ပေးတတ်တယ်ဝါသနာအေးပေးတတ်ပဲအဲ့တော့ဟိုတို့ဒီရက်ွက်ထဲမှာလက်ဝဲသမားတွေတဲတော့အဲ့ဒီဟို ခုနပြောတဲ့ရေတိဟအဲရဲငါတို့ကဟိုဘယ်လိုခုံလဲဆိုတပည့်တွေလို့ပေါ့နော်။ तू ကတော့အဲ့လိုရက်ွက်တဲ့လန်ရဲ့ကလေးတွေကိုဘာညာပေါ့ဟိုအာကစားနဲ့ပတ်သက်ပြီးတော့ तू ကဥဆောင်နေတဲ့လူဆိုတော့ तू အဲဟိုနေ့အောက်နဲ့အုတ်ထင်းမှုနဲ့သွားလာနေတာကွာ။ဟုတ်ကဲ့ကဲ့မ။အဲ့မှာတော့မှဥော်ကြီးတငယ်ချင်းတယောက်လည်းဝင်ထိုးမလို့အဲ့ဒါနောက်မှပြောပြအောင်မယ်။ဟုတ်ပါ။အဲ့မှာပြဿနာတက်တော့ဘာလို့တက်နေမှန်းကိုမသိဘူးကွာ။ဘာလို့တက်နေမှန်းမသိတော့ तू ကနောက်ဆုံးနေ့မှာ ရောက်ပြီးနောက်ဆုံးနေ့မှာဒီအလန်ဖိုင်နေမှာမောင်ချိုကရပါတယ်။ကျန်တဲ့ပွဲလေအခုကောင်းတယ်ကွာ။အဲ့ခုနကလိတ်ခဲတင်းနေဦးတော်ညူနေဖြစ်နေကိစ္စဘာမှန်းကိုမသိရ။သူအတွဲမရတာပေါ့။ဆရာဦးတော်ညီနေထိုးမဲ့လူကနောက်ဆုံးနေ့မှာအတွဲတော့ရတယ်။အတွဲရပြီးတော့အဲ့နေ့ကမလာဘူး။မလာတဲ့အခါကျတော့တတ်မဲ့အချိန်ကြော်လုံပြီးတော့ဟိုခေါ်တဲ့အခါကျတော့ဆရာဦးတော်ညီကမလာတဲ့အတွက်သူကလွတ်လွတ်ကျွတ်ကျွတ်ပေါ့။အဲ့သုံးတော့အလန်စုခူးကဦးတော်ညူကလေးကျတော့အဲ့မှာပြဿနာတက်တယ်။ ပြဿနာတက်တဲ့ခါဘလို့ဖြစ်လဲဆိုတော့တည်တည်ချက်ကခုံထဲမှာတွားပြီးလေးလာတဲ့ခါကျတော့သူကြီးခုနကတော့ရှက်ချင်းနဲ့ဟိုဥတော်ညီတော်တောင်းတော့ပြောဥတော်ညီကခက်တိတိပဲကွာသူဟိုမခန့်လေးစားပုံပေါ့သူရှင်ပြန်ကျင်တဲ့လူကများတော့အဲ့လိုသူဘာညာပေါ့ကွာအဲ့ဥတော်ညီကလည်းရှင်းပြတယ်ကွာဒါသူစိန်ခေါ်တာမဟုတ်ဘူးနော်ဒါဟိုရိုးရလဝေးရိုးရလဝေးအောက်ကနေပြီးစာကျူးတွေနဲ့ဒီလိုနားထောင်ကောင်းအော်တဲ့သဘောပဲ ်သူကတော့ဘဒုရဘဝရယ်သူစိန်ခေါ်တာမဟုတ်ဒါပေမဲ့သူနဲ့ဘက်ရရင်တော့သူပြိုင်မယ်ကစားမယ်ပေါ့အဲ့လိုချုပ်ထွေးနေတဲ့အချိန်မှာဒီခုံတန်းနေပြီးလုံကြုံရေးဖွဲ့ခဏခေါ်လိုက်တယ်လုံကြုံရေးတွေခေါ်လိုက်တယ်ဆိုတာကသူတို့ကိုရှင်းအောင်လေခုနကပြဿနာနည်းနည်းရှာနေလူတွေကနည်းနည်းရှုပ်ထွေးတော့ဘာမှန်းတော့မသိဘူးဒါပေမဲ့ရှာနေတဲ့လူတွေကလက်မှတ်လေးဝယ်ပြီးဝင်လာတယ်နေမဲ့ကစားရန်ဖြစ်လောက်မဲ့အတိုင်းတာလည်းမဟုတ်ဘူးသူတို့ကိုရှင်းထုတ်ဖို့ကလည်းခက်နေပြောင်းခက်နေသူတို့ကခုံတန်းမှာနောက်တောင်းဆိုတာဘာလဲဆိုတော့ ်ဥတော်ညိုနဲ့ဘာမရွေးဘူးလို့ပြောထားတဲ့စကားပေါ်မှာအကြအကောက်အကြကောက်ပြီးတော့နည်းနည်းတန်တန်မာမာကြီးဥတော်ညိုတဲ့နှစ်ဆလောက်ကြီးတယ်သူတယောက်ကနေပြီးတော့ပတ်စံထက်ထိုးခြင်းလားနောက်ကြောင့်မှသိတယ်ထက်ထိုးခြင်းလေဆိုတော့9000ကြီးဒါပေမဲ့ဥတော်ညိုမထိုးဘူးသူငင်းတယ်ကွာပြဿနာနည်းနည်းတက်မှာကြောက်တယ်လူကအုပ်စုကအတူဘက်ကအုပ်စုကလည်းများပြီးတော့မလောက်လီးမလောက်စားပညာနဲ့ဘာဖြစ်ညာဖြစ်ခဏခဏပြောတော့ကွာ ဒူးချီမှာလာလုံးလို့မရဘူးလို့လာဆန်းလို့မရဘူးလို့ဘာအဲ့အမျိုးမထီတထီကြီးပေါ့ပြောတော့ဥရောညောနောက်ပဲမျက်နှာနင်းနေပြက်သွားတယ်ပေါ့အကူတို့ကတတိထားမိတယ်တရားမျက်နှာနင်းနေပြက်သွားပြီတော့တင်းနေတစ်ချိန်ကြတော့ခုနအလန်ထိုးတဲ့ခလေးတွေကဆရာဥရောညောဘက်ကနေပြီးပတ်စံဝိုင်းဆူကြတယ်อืมสู้จ๋าပြောမဟုတ်ဥတော်ညောကမထိုးတာမဟုတ်မကြောက်တာမဟုတ်ကွာကြောက်တာမဟုတ်မထိုးသေးဘူးရံမဖြစ်ချင်တာဗောနော်ရံမဖြစ်ကြအဲ့လိုဖြစ်နေလေခက်တင်းတင်းဖြစ်နေရရနေပြီ တောင်းလို့နေရောအခုစိန်ခေါ်တော့ခေါ်ပြီးတော့ဘာဖြစ်နေညာဖြစ်တယ်ဝါအိုးတစ်ဖက်ကလည်းအုပ်ကလည်းနည်းနည်းများတယ်ကွာဖီအားပေးလာတော့ဆရာကိုရောညောထိုးမယ်ဖြစ်ဆုံးဖြတ်လိုက်ရောထိုးမယ်ဆုံးဖြတ်လိုက်လေပြီးလည်းပြီးရောအဲ့ဒီလူနာမည်ကိုခုန်တန်းကြော်ညာတယ်စာတလင်းတင်းကြိုင်မင်းမတောင်တောင်ဖြောင်းဖြောင်းပါဥရောညိုနေဆိုလို့ရှိရင်ဟိုဘလို့မလူကောင်တော့ကွာတယ်ကွာတော့เนาะမအပ်ဆက်ဘူးဒါပေမဲ့သူတို့နှစ်ယောက်ကဲလေးတဲ့အချိန်မှာဥရောညိုကလည်းသူခုနေနေပေါ့ဥရောညိုကဟိုမခုတိရုပ်ပဲနေတယ် သူကတော့ဟိုဘက်မှာဝါဟိုကွန်မန်းနေလားဗာလေးလားမသိဘူးအဲ့ဒါဒီမန်းမျက်နှာကြီးတုတ်ပါညုတ်ညာဒီခြေပေါ်ကအမှုန်နေတုတ်ပါအာသူဟိုဘက်မှာသူဘက်ကလူတွေမြောက်ပြီးပြုတ်ပြီးနေဟာပိုးရတော့ကြမ်းပြီဆိုပြီးတော့ဒီခုံတန်လဲကွာဟိုသူတို့ကတော့ယိုးနေဒီပြဿနာတွေကဒီကဥဟိုကြီးတို့ကဒါကနေနေအစ်စ်ဆန်းပေါ့နော်ဟိုတော့လူငယ်လဲလူငယ်ဆိုအစ်စ်ဆန်းပေါ့ဒီလိုဖြစ်နေချင်းသူတို့ကယိုးနေတော့သူတို့ကအာမိုက်နေတဲ့တအားကြုံညာတာပေါ့တိလား အခုတော့ဘက်တရီဝါရီစသင်းတင်းညိုင်နေငွေထက်ပြီးထိုးမယ်ပေါ့9000ကျီအိုးဆိုတော့လူတွေပိတ်တယ်လို့ဝင်လာကြတယ်ပိတ်တယ်လို့ဝင်လာတော့ဝင်လာကြတော့ပွဲကြီးပွဲကောင်းဆိုအဲ့ဂျာထဲမှာသူတို့အထူးပွဲလေးတစ်ပွဲတိုက်လိသေးတယ်အထူးပွဲလေးတစ်ပွဲတိုက်ပြီးတော့ခုနဟာလူခေါ်နေတာပေါ့ခေါ်လဲခေါ်ရတော့တော်တော်လေးကိုဆရာဦးတော်ညိုနေသူနဲ့လက်ဝရင်ပြပြန်ဆင်းသွားတယ်နောက်တောင်းလိုက်ပြန်တင်မယ်ပေါ့နောက်ဆုံးပိတ်ပေါ့ယုံပိတ်ပေါ့ဆရာဦးတော်ညီရလူတွေခေါင်ပွဲဖြစ်သွားတာပေါ့ခေါင်ပွဲဖြစ်သွားတာအမှန်မှန်ဦးတော်ညီရခေါင်ပွဲဟုတ်ဦးတော်ညီဦးစားပေးတာ ဒါပေမဲ့ဦးတော်ကြီးကမထိုးလေးရပဲပတ်သက်3000ရအောင်။သူတို့ကပရမ2000အလံ2000အလံကိုတကယ်တကယ်ကြတော့တက်မလို့မရှိဘူး။တက်တဲ့လူကြောင့်2000လံမထိုး5000ပြောပါ5000ကိုထက်ထိုးတယ်။သူတို့ပတ်သက်နဲ့သူတို့အဲ့ဒါဒီဘက်ကနေပြီးတော့ခုနအော်လန်ထိုးတဲ့ဒီရန်ကုန်အဖွဲကဒီမိုက်မိုက်လေးတို့ကဲလေးတို့ไอ้เซเยดูไอ้ตูรัวตูรุโทจีลีสุบิ่อเสียอูด้อญูเบกกานี่บิ่อโหคุ่นไหนมาเบ็ดแท้คุ่นไหนมาแท้တော့ดี2หยกทูบู่ စိုင်းပြင်းနေတာဗောပေးတက်လဲဗောအုံခဲတယ်အဲ့ဒေါင်းနေရရှင်းလို့မရအောင်ဟောပွဲရတော်တော်ကြမ်းပြီးအောင်မြေလွတ်တာပဲရှိသေးတယ်တဲ့ဟိုကြားစီဖားစီဝင်ထိုးတော့ပူတော့ညောဘတ်ဆိုတစ်ချက်လှည့်ပြီးတော့ဖနောင်းနဲ့ပေါ်လိုက်တာဒီသူမီးစီကိုတက်တက်ပြီးတော့ကြဘိုးလို့ပြုံးကြပြီးတော့အနာတောင်းတာလဲနားမလဲဟိုဘလို့ကုတုကုပြုစုကုတာမလဲမသိအထွားမနဲ့တဲ့ခါကျလုံးလုံးနဲ့ပြီးွားတော့ကွာဟိုဒိုင်လူကြီးကကိုကျော်စင်းတို့အကို နဲ့တူတယ်ကွာအဲသူ့နာမည်ငါတီတော့တီတယ်မိသွားတယ်ကိုကျော်စင်းတို့အကိုကဒိုင်လုတ်တယ်ကိုလှမင်းစိန်လာလှမင်းစိန်ဒိုင်လုတ်ပြီးတော့အဲ့လိုသူဒိုင်နှစ်ယောက်ပါအရင်တော့ထဲလာနောက်သူတယောက်နဲ့အခြားတယောက်ပဲတင်းတုံလေးတစ်စိန်ကြီးလဲမရတော့မရတော့ခါကျတော့ရှုံးသွားပေါ့ရှုံးလို့ဟောခုနကတော့ဒီခုံတိုင်းမှာ သူတို့ငွေထက်စင်အခါထိုးရင်ယူကလဝေးစီမီစီကန်တိုင်းပဲထိုးမယ်ပြီးွားရင်ဘီသူပဲနဲ့ဘီသူပဲရှုံးရှုံးဒီရက်လက်ကို ပြဿနာမရှိဘူးပေါ့နော်ပြဿနာမလုပ်ဘူးဘာညာပေါ့ဒီဘောဘကရောဘာအောင်ညာရောဒီပြိုင်ပွဲကျင်းပကော်မတီရောတေဒီစာစင်ကြလို့တော့သူတို့ဘက်ကဟိုဥတော်ညိုရန်လုံးလို့မရဘူးပေါ့နော်သူတို့ပဲပွေးလေးကပြီးသွားတယ်အဲ့ဒီချိန်မှာဒီတဲတဲ့အိမ်ကိုပြန်ရောက်တဲ့ချိန်ကျတော့အာသူခေါင်းကြီးကဟိုပတ်စံငါးတောင်ခွဲမယူတော့ဆရာဥတော်ညိုခရော့လိုက်တော့ပေါ့အဲ့ဒါလေးကိုဥော်ကြီးတွေ့ရတာပေါ့တော်တော်လေးတဲ့ဟိုနေဖြစ်တာနော်ဥတော်ညိုပြောတဲ့စကားပေါ့အဲ့ဒီမှာသူက မလောက်လီးမလောက်စားပညာနဲ့လာမဆန်းနဲ့ဆိုတော့ထက်တလေလေးပြောတော့ तू ကမကြိုက်လားပထမ तू မထိုးချင်တော့သေးလားပြဿနာလေးတက်နေဒါပေမဲ့ तू ကလက်ဝိသမားတွေမှားတာပေါ့ဟိုဘယ်လိုခုံလဲဆိုတော့ကိုပညာကိုကိုတက်ထားတဲ့ရိုးရလဝိပညာကိုကိုကမှမလေးစားရင်အခြားဘသူကလေးစားမှာလဲအဲ့ဒါကြောင့်မို့နောက်ဆုံး तू तू ဒီရောက်ထိုးဖြစ်တဲ့ဟာဒီမလောက်လီးမလောက်စား ပညာနဲ့ကိုယ့်ရဲ့ရိုးရနှွေးကိုစော်ကားသလိုစော်ကားသလိုထဲမှာခံစားရတယ်ခံစားလို့ तू ကအဲ့ဒါကိုထိုးတဲ့အကြောင်းလေးပြောတာအဲ့ဒါလေးကိုဥပ္ပယအရင်တော့ဆောင်းမလေးရေးလေတယ်ရိုးရသွေးမှုရဲတကူဆိုပြီးဒီအမှတ်တရအနေနဲ့ဆောင်းမလေးဟုတ်တကယ်လည်းဟိုပါဖြစ်ပါလေမှတ်မှတ်သားသားဟိုဘူးသူသားရရတွေလည်းပါတယ်ဒါရိုးရလဝေးရဲ့ဒီကစားသမားတွေရဲ့ထားတဲ့စိတ်ထားလဲပေါ်လွင်ပါတယ်ဗောနော်ဟုတ်အဲ့ဒါဆိုရင်ဒီကျွန်တော်တို့ဒီရိုးရလဝေးမှာတော့ပြောမှဆိုလဲစိတ်ဝင်စားစရာဖြစ်ပြက်တွေကတော့အများကြီးပဲ ကျွန်တော်တို့ပြောလာရတယ်လည်းအများကြီးပဲအဲ့ထဲမှာမှဒီတစ်ပတ်ဥက္ကဋ္ဌပြောခဲ့တဲ့အကြောင်းအရာလည်းတမှုထူးခြားတဲ့အကြောင်းအရာလေးအဲ့တော့ဒီခုလိုပြန်ပြီးတော့ပြောပြပေးတဲ့ဥက္ကဋ္ဌကိုလည်းကျေးဇူးတင်ပါတယ်ဒီဆော့ကာဟောက်ပြည်သက်တွေအနေနဲ့လည်းမြန်မာရိုးရလက်ဝဲရဲ့ရွှေအိုရောင်မှတ်တရများအစီအစဉ်မှာတစ်ပတ်နဲ့တစ်ပတ်တမှုထူးခြားတဲ့အစီအစဉ်တွေတင်ဆက်ပေးနေတာကိုကျင့်သက်လက်ခံနိုင်မယ်လို့ယူဆမိပါတယ်နောက်ထပ်အစီအစဉ်တွေကိုလည်းဆက်လက်အားပေးဖို့တောင်းဆိုကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်